မင်္ဂလာပါရှင်70 TV ရဲ့ Facebook တွင်ကဏ္ဍကနေကြိုဆိုပါရစေ။ဇူလိုင်လ17ရက်နေ့မနေ့ကလူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာရေမန်းစားခဲ့တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမအဦးဆုံးတစ်ခုအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့မန္တလေးကနေလွန်ကော်ကိုသွားတဲ့ကားပေါ်မှာဘေးနားမှာထိုင်နေတဲ့အဖွားဝရဲ့အမျိုးသမီးတူကဖုန်းပြောနေတဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုမိကူစာအမည်နဲ့ Facebook သုံးဆွဲသူတူကနေသူမဘေးနားမှာထိုင်နေတဲ့အဖွားဝရဲ့အမျိုးသမီးတူဟာမိန်းကလေးငယ်ငယ်လေးရဲ့အတန်လေးနဲ့ကောင်းလေးတူနဲ့တူဖုန်းပြောနေတဲ့အကြောင်းကိုအသေးစိတ် ေးသားပြီးအသံဖန်ထားတဲ့အသံပိုင်းနဲ့တူတင်ခဲ့တဲ့အတွက် Facebook သုံးဆွဲသူတွေကမှပြန်လည်လာခဲ့တာပဲဖြစ်ပါတယ်။ Facebook သုံးဆွဲသူတွေကတော့နောက်ပြောင်းတဲ့သဘောနဲ့အချင်းချင်းမျှဝေခဲ့ကြတာတွေရှိသလိုဟိုဘက်ကအဖိုးကြီးလည်းဖြစ်နိုင်တာပဲလေ။ ဘလို့မှမပြင်နိုင်ဘူးအဖွားလက်ထဲကဖုန်းကင်ထားတာလည်းမဟုတ်တေချာတက်တင်နေပြနိုင်မှာ public မှာတင်တင်ပါတယ်အမလီရေတောက်နေတော့ဖမ်းမိတယ်အမီရဲ့ရေတောင်သိတယ်ဒုက္ခပါပဲတချို့ကောင်တွေကလည်းမင်းကလေးတန်ချာတာနဲ့ကိုကျူးကျူးစိန်လုတော့တာပဲအပြိုမခွဲကြတော့ဘူးဟိုတလောကဘေကတော်တာမှန်မသိဘူးကျုံမေတန်ချာတာနဲ့မမအိပ်ပြီလားဘာညာလားလို့လို့ကောလွတ်လိုက်ရတယ်အခုလည်းအဲ့ဒီလိုတော်တာတွေပဲဂျင်းမိနေတာဖြစ်မှာပါဗျာဆိုပြီး Facebook 30သူတွေကမှတ်ချက်တွေမျိုးမျိုးရေးသားခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါတယ် နောက်ဆုံးတစ်ခုအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့သခင်ဖိုးလာကြီးရဲ့လေဘင်းမှာဆွဲထားတဲ့တန်ကျိုးကြီးအကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုစမ်းသစ်တော်ကွန် Facebook စာမျက်နှာကနေသခင်ဖိုးလာကြီးရဲ့လေဘင်းကတန်ကျိုးကြီးကဘလို့အတိတ်ပဲလဲဆိုတဲ့ခေါင်းစဉ်နဲ့အတူ တခင်ဘူလာကြီးရဲ့မြေဖြစ်တဲ့ဒေါခင်အုံးဝေဟာသူ့အဖွာဒေါ်စွန်ညွန့်ပြောပြတဲ့1300ပြည့်အိမ်မက်တွေကို အမှတ်တရပြောပြခဲ့ပါတယ်။တခင်ဘူလာကြီးရဲ့လေဘေးမှာဆွဲထားတာတန်ကြိုးမဟုတ်ပါဘူးလေ။ခရာကြိုးပါတယ်။တန်ကြိုးနဲ့တူနေရတာကတော့သူ့အဖွာဒေါ်စွန်ညွန့်ထိုးပြလိုက်တဲ့သူ့မွေကြိုးဟာကွင်းဆက်ဖြစ်နေတာကြောင့်တန်ကြိုးနဲ့တူနေတာပါပဲ။ရန်ကုန်ကိုခြေတက်တဲ့နေ့အမီအဲ့ဒီတန်ကျိုးခွင်းဆက်ပုံသုံးမွေကိုထိုးပေးလိုက်တာပါပဲ။တန်ကျိုးနဲ့တူတဲ့အောင်ရှိပေမဲ့ပေါ်ပါတဲ့ခရာကျိုးလေးဖြစ်တဲ့အကြောင်းတမအိုင်းရက်ွက်အယောက်မှာအပြေးကလေးလိုက်ပေးရတာဖြစ်ပါတယ်လို့တမရဲ့ကောလက်တစ်ခု ခုကိုဖြည့်စည်းရင်းပြောပြသွားတာကိုမှတ်သားလိုက်ရပါတယ်ဆိုပြီးတခင်ပိုးလာကြီးရဲ့လေပင်ကတန်ကြိုးကြီးနဲ့ပတ်သက်ပြီးအငင်းပွားနေမှုတွေကိုဖြည့်ရှင်းရေးသားထားတာပဲဖြစ်ပါတယ်။ဒီကြောင့်ကလည်းပတ်သက်ပြီး Facebook သုံးဆွဲသူတွေကတော့ဘ ഹു ဒုဒသဘောနဲ့အချင်းချင်းမျှဝေခဲ့ကြတာလည်းရှိသလိုဆရာရဲ့သူ့မိမထိုးပေးလိုက်တဲ့ပိုးကြိုးကတန်ကြိုးပုံစံကွင်းဆက်ဖြစ်နေတယ်လို့ပြောရင်တော့အရေးလောက်မဖတ်ရဘူး။တမိုင်းအမတ်တရားဘုံရင်ကိုအတိအကျတီးခွင့်ရလို့ခြင်းနဲ့မိပါတယ်။ကျေးဇူးပါဘ ഹു ဒုဒတခုတိုးပါတယ်ဆိုပြီး Facebook သုံးဆွဲသူတွေကမှတ်ချက်တွေရေးသားခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါတယ်။ ဒီနေ့အတွက် Facebook တွင်ခဏကတော့ဒီလောက်ပါပဲ 70TV ပြည်သူများအားလုံးရှင်လန်းချမ်းမြေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။